်ချစ်တဲ့အကြံကိုရပြီးတဲ့နောက်တပင်ကြီးနောက်မှာပုံနေရင်အဖိုးကြီးတယောက်ရဲ့အတန်လိုဟန်ဆောင်ပြီးပြောလိုက်ပါတယ်။ဘုံမဲက"အိုးတမီမင်းလိုချင်တဲ့အရာကိုရချင်ရင်ဒီတပင်ကြီးမှာနေတဲ့ငါကပဲဖြစ်အောင်ဖြည့်ဆည်းပေးပါမယ်။မင်းငါစီကိုအရက်တပလင်းရင်ဝက်ကောင်းချံ၊ကြာမမဟုတ်စက်သားပြုတ်တွေကိုယူလာပေးပါ။ဒါအပြင်ရွှေငွေတွေနဲ့လာရောက်ကူဆုံးမယ်ဆိုရင်မင်းရဲ့စူတောင်းတွေချက်ချင်းပြည့်သွားလိမ့်မယ်။" ။တပင်ကြီးတဲကနေရုတ်တရက်ထွက်လာတဲ့အဲ့ဒီအတန်ဆောင်မအေးပုံဟာတကူလုံးတုံပြီးလန့်ဖြားသွားခဲ့ပါတယ်။ဂျာပေမဲ့ခဏကြာမှပဲဒီအတန်ဟာသူမကိုးကွယ်နေတဲ့တပင်ကြီးတဲကနေတကယ်ပဲနှစ်တပါးထွက်လာတာလို့ထင်မှတ်ယုံကြည်သွားတာပေါ့။မအေးပုံကဟုတ်ပါတယ်။ဂျာဟာတပင်ကြီးတဲကအတန်ဖြစ်ရမယ်။ကျမအယမ်းပြော်လိုက်တာ။ကောင်းပြီကျမအဲ့ဒီရွှေငွေတွေနဲ့အစားအသောက်တွေကိုသွားပြင်ဆင်ပြီးလာရောက်ဖို့ဆိုပါမယ်တစ်ပင်ဆောက်နမင်းကြီးရင်ဂတိတီပါနော်ကျမကိုလိညာနာမျိုးမလုပ်ပါနဲ့ ဂျမကလေးရဖို့စောင့်နေတာ6နှစ်9နှစ်ရှိပြီ။မအေးပုံရဲ့စကားကိုကြားလိုက်ရတော့တစ်ပင်နောက်မှာပုံနေတဲ့ဘူမဲဟာဂျင်းနဲ့အာရစွာပြုံးလိုက်ပါတယ်။သူရဲ့ကောက်ကျစ်ဆင်းလဲတဲ့အကြံစီတွေကိုအောင်းအောင်းမြင်းမြင်းအကောင့်ထဲပို့နိုင်ခဲ့လို့သူ့ကိုယ်သူဂုဏ်ယူနေခဲ့တာပေါ့။အဲဒီနောက်မအေးပုံဟာအိမ်ပြန်ရောက်လာတာနဲ့သူမရဲ့ဝမ်းသာပျော်ရွှင်နေတဲ့စိတ်ခံစားချက်ကိုထပ်နိုင်သမျှဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။နောက်တနေ့မနက်မှာတစ်ပင်ကြီးစီကိုသွားရောက်ပူဇော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ထမင်းဟင်းတွေကိုတေချာပြင်ဆင်ပြီးချက်ပြုတ်နေကြတာပါ။အဲ့ဒီအချိန်ကိုထုံးမြင့်ဟာသူစနီးမအေးပုံတရားပုံမှန်မဟုတ်ပဲလွန်လွန်ကဲကဲပြောနေတာကိုတွေ့လိုက်ရတော့အခုလိုမေးလိုက်ပါတယ်။ကိုထုံးမြင့်ကအေးပုံမင်းဘာဖြစ်နေတာလဲ။မင်းဘာလို့ဒီလောက်တောင်ပျော့ရွှင်နေတာလဲ။ပုံမှန်မဟုတ်တော့ဘူးငါမတီးပဲမင်းဘာတွေလုပ်နေတာလဲအေးပုံ။အိုးရှင်းမမြင်ဘူးလားကျမချက်ပြုတ်နေတာလေ။ဘာလို့ပုံမှန်မဟုတ်ရမှာလဲ။ကျမကဒီတိုင်းပြုံးနေတာပါတော့ ရှင်ကကျမကိုဝမ်းနည်းနေတဲ့မျက်နှာနဲ့ပဲနေစေချင်တာလားပြုံးနေတာဟာပျော်စရာကောင်းနေလေမဟုတ်ဘူးလားကိုထုံးမြင့်လည်းတန်တရားမျက်လုံးတွေနဲ့သူဇနီးကိုစိုက်ကြည့်လိုက်ပြီးမယ်ဘာမှမမေးပဲအိမ်အပြင်ကိုထွက်သွားပါတော့တယ်မအီးပုံကဒီကိစ္စကိုငါကိုယ်တိုင်ကိုကြလုပ်ရမယ်ဂျာမန်ငါရဲ့စူတောင်းတွေအမှန်တကယ်ပြည်လာမှာမအီးပုံတယောက်စိတ်လှရှားစွာနေပဲနောက်နေမနေ့ရောက်ဖို့ကိုပဲတောင်းတနေခဲ့ပါတယ် သူမဟာတပင်ကြီးစီကိုတွားရောက်ပူဇော်ဖို့ရွှေတွေငွေတွေနဲ့အခြားပစ္စည်းတွေကိုတည်တည်ချာချာပြင်ဆင်ထားတာပါ။ဒါပေမဲ့မအေးပုံမတိလိုက်တာကတော့သူမကြုံတွေ့ခဲ့ရတာအားလုံးဟာဘုံမဲရဲ့လှည့်စားမှုတစ်ခုဆိုတာပါပဲ။တကယ်တော့ဘုံမဲဟာတစ်ချိန်လုံးပြင်းညိပ်ပြီးငွေကြေးမရှိစင်းရဲသားတစ်ယောက်ဖြစ်ပါတယ်။သူမိသားစုကလည်းအမြဲတမ်းလိုလိုစားစရာမရှိတော့အောင်စင်းရဲလာပါတယ်။ဘုံမဲဟာတစ်နှစ်လုံးမှတစ်ခါလောက်ပဲတောထဲကိုသွားပြီးတိတ်ခုတ်ကြပါတယ်။အဲဒီကရတဲ့ပတ်စံလေးနဲ့ပဲ တနှစ်တာလုံးမျှဝေစားတောက်နေကြတာပေါ့။ဂျာပေမဲ့အခုတော့ဘူမင်းဟာပင်ပင်ပန်းပန်းနဲ့တိတ်ခုတ်စရာမလိုတော့ဘူးဆိုတဲ့အခွင့်အရေးကိုမြင်သွားခဲ့တာပေါ့။အဲဒီနောက်မအေးပုံဟာချက်ပြုတ်ပြီးသားဟင်းလျာတွေနဲ့ရွှေငွေပစ္စည်းတွေအားလုံးကိုယူလာပြီးတစ်ပင်ကြီးရှေ့မှာပူဇော်လိုက်ပါတယ်။အဲဒါကိုမြင်လိုက်တော့ဘူမင်းလည်းသူ့ရဲ့လိမ္မာပါနဲ့တဲ့အောင်မြင်တဲ့အကြံအစီကြောင့်ပျော်လွန်လို့ရင်ထဲမှာကျဉ်နေနေပါတော့တယ်။ဘူမင်းက"အိုးငါကလူကြီးတစ်ယောက်ရဲ့အတန်ကိုဟန်ဆောင်ပြီးပြောလိုက်တာနဲ့ပဲ"ဒီလိုမျိုးရွှေငွေတွေအများကြီးရလာတယ်။ ဒီနောက်ပိုင်းငါတစ်ပင်ခုတ်ပြီးအပင်ပန်းခံစရာမလိုတော့ဘူး။မအေးဘုံကတကယ့်ကိုရိုးလွန်းတာပဲ။အင်းဒီတိုင်းဆိုရင်ငါသူ့ကိုအချိန်ကြာကြီးလှည့်စားလို့ရနိုင်မယ်ထင်တယ်။ဘူမဲဟာပျော်ရွှင်စွာနဲ့ပြောနေရင်သူရရှိထားတဲ့ရွှင်ငွေတွေအားလုံးကိုလောဘတကြီးစိုက်ကြည့်နေခဲ့ပါတယ်။ဒီလိုရွှင်ငွေတွေရလိုက်ပြီးတဲ့နောက်မှာတော့ဘူမဲဟာသူ့တငယ်ချင်းတွေနဲ့အတူအရက်တောက်တောင်လောင်ကစားလုပ်တာတွေကိုပဲညီတိုင်းလုပ်နေခဲ့ပါတယ်။သူဟာမအေးဘုံကိုလှည့်စားခဲ့တဲ့ကိစ္စအတွေ့နည်းနည်းလေးတော့နောင်တမရှိခဲ့ပါဘူး။ မအေးပုံဟာမျောလင်းချက်တွေပြည်နေတာကြောင့်အင်ကိုပြန်ရောက်လာခဲ့တာမှပြုံပြော်နေတဲ့သူမရဲ့မျက်နှာကိုမဖုံးဖိနိုင်ခဲ့ပါဘူး။မအေးပုံရဲ့စိတ်ထဲမှာအယံကိုလန်းဆန်းတက်ကြွပြီးဘာမစိုးလို့ဆောက်ဖို့ခွန်အားသစ်တွေအပြည့်အဝရှိနေခဲ့တာပါ။မအေးပုံကကျမဆူတောင်းထားတဲ့အရာတွေအားလုံးအမှန်တကယ်ဖြစ်လာတော့မယ်ထင်နေ။တိပင်ဆောင်နမင်းကြီးကကျမကိုကူညီမှာပဲ။မကြခင်မှာကျမနဲ့ကိုမြင့်ထွန်းရဲ့ဘဝကချမ်းသာကြွယ်ဝပြီးအမှန်တကယ်ပျော်ရွှင်ရတော့မယ်။ ဲ့ဒီအချိန်ကိုထုံးမြင့်ဟာမအေးပုံတယောက်တည်းစကားတွေတီးတိုးပြောဆိုပြီးအခုရက်ထဲမှာပုံမှန်မဟုတ်ပေအလွန်မင်းပြောနေတာကိုသတိထားမိခဲ့ပါတယ်။ကိုထုံးမြင့်ကဟေးမအေးပုံဒီနေ့မင်းစိတ်တွေကြည်လင်လို့ပါလားမင်းငါကိုမပြောရသေးတဲ့သတင်းကောင်းများရှိနေလို့လား။ဘုံဘာမှမရှိပါဘူး။ကျမတို့ရဲ့ဘဝဟာပိုကောင်းလာတော့မယ်လို့ခံစားနေရလို့ပါတခြားဘာမှမရှိဘူးသူဇနီးပြောတာတွေကိုဘာတစ်ခုမှနားမလည်ပေမယ့်ကိုထုံးမြင့်ဟာခေါင်းကိုအသာယာညှိမ့်ပြလိုက်ပြီးဘာမှဆက်မမီတော့ပါဘူး ဒီလိုနဲ့ရန်နေငယ်ကြပြီးတဲ့နောက်မှာတော့မအေးဘုံဟာပစ္စည်းတွေပူဇော်ခဲ့တာကြာပြီးဖြစ်ပေမဲ့ကိုဝင်ဆောင်နဲ့လက္ခဏာတစုံတရာမတွေ့ရတာကိုသတိထားမိလာခဲ့ပါတယ်။ဒီပေါက်တာမျိုးအပြင်ခံကောင်းတာမျိုးလည်းတစ်ခါမှမရှိသေးပါဘူး။ဒါပေမဲ့သူမကတော့အဲ့ဒီအခြေအထိတိုင်အောင်တစ်ပင်ကြီးကိုအခိုင်အမာဆက်ယုံကြည်နေတော့ပါပဲ။ဒီတော့တစ်ပင်ကြီးစီကိုနောက်တစ်ခေါက်သွားပြီးသူမရဲ့စူတောင်းတွေဘာကြောင့်မပြေသေးတာလဲဆိုတာတိတိကျကျမေးမြန်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘူမဲဟာ မအေးပုံစီကရထားတဲ့ပစ္စည်းတွေကုန်ကနေပြီဆိုတာကိုသတိထားမိလာခဲ့ပါတယ်။အဲဒါကြောင့်ဖိုးမဲဟာမအေးပုံရဲ့ပတ်စံတွေကိုထပ်ပြီးလဲစားဖို့တိပင်ကြီးနောက်မှာအခွင့်ရေးဆောင်ရင်ပြန်ပုံနေခဲ့တာပါ။ဖိုးမဲက"အိုးမအေးပုံစီကလှည့်စားပြီးရတဲ့ပတ်စံတွေကုန်ကနေပြီ။ကောင်းပြီလေ။ငါမအေးပုံကိုနောက်တစ်ချိန်လှည့်စားဖို့ကြံရမယ်။ဒီတခါတော့များများရအောင်ယူပြီးကြာကြာကြီးသုံးပြအောင်မယ်။"ဖိုးမဲဟာမအေးပုံတို့ရိုးစင်းတဲ့လူတစ်ယောက်ကသူ့ကိုလုံးဝတန်တရားမဝင်ပဲ" လွယ်လွယ်ကူကူယုံကြည်လိုက်မယ်ဆိုတာကောင်းကောင်းကြီးသိနေခဲ့ပါတယ်။ဒီလိုနဲ့နောက်တနေ့မနေ့ခင်းမှာတော့မအေးဘုံဟာအရင်နေ့တွေကလိုပဲမနေ့အစောကြီးထပြီးသစ်ပင်ကြီးစီကိုတွားရောက်ပူဇော်ခဲ့တာပါ။သူမမတိလိုက်တာကတော့သူမယုံကြည်နေတဲ့အဲ့ဒီသစ်ပင်ကြီးရဲ့နောက်ွယ်မှာဘုံမဲရဲ့ကောက်ကျစ်တဲ့လှည့်စားမှုတွေစောင့်ကြိုနေတယ်ဆိုတာပါပဲ။မအေးဘုံက"အိုးအစွမ်းထက်တဲ့သစ်ပင်ကြီးရဲ့ရှင်တကယ်ပဲအစွမ်းရောထက်ရဲ့လား။တကယ်ပဲအစွမ်းထက်တယ်ဆိုရင်ကျမရဲ့စူတောင်းတွေကိုပြုတ်ဝအောင်လုပ်ပေးပါအောင်ကျမစောင့်နေတာကြာလာပြီ ကျမအခုချိန်ထိကိုဝင်လဲမရသေးဘူး၊ခံကောင်းခြင်းတွေလည်းမရှိသေးဘူး။ဒါမှမဟုတ်ကျမဘာတွေထပ်တိုးပြီးပူဇော်ရမလဲဆိုတာပြောပြပေးပါဦး။ဒီတခါတစ်ပင်နောက်မှာပုံနေတဲ့ဘူမဲကမအေးပုံပြောတာတွေကိုကြားပြီးနောက်ထပ်လည်စားဖို့အကြံသစ်တစ်ခုကိုချက်ချင်းစဉ်းစားလိုက်မိပါတယ်။အဲဒီနောက်တစ်ပင်ဆောက်နမင်းကြီးရဲ့အတန်လိုဟန်ဆောင်ပြီးစကားပြောလိုက်ပါတယ်။ဘူမဲကတမီမင်းရဲ့စူတောင်းတွေအမြန်ဆုံးပြေဝချင်ရင်အရင်ကချက်များတဲ့ပတ်စံတွေပူဇော်ရလိုက်မယ်။ အထူးသဖြင့်မင်းမာရှိတဲ့တံမိုးကြီးပစ္စည်းတွေရွှေငွေတွေအကုန်လုံးကိုယူလာပေးရမယ်။ဒါပေမဲ့ဝကောင်းသားဟင်းကိုတော့ယူမလာနဲ့တော့။အဲ့ဒါတွေကိုငါမစားနိုင်ဘူး။ငါသွားရီနားရီဟာမင်းရွှေငွေတွေတစ်ခုတည်းကိုပဲယူလာပေးရမယ်။နားလည်နေနော်။မင်းငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်မင်းရဲ့အဆူတောင်းတွေအကုန်လုံးပြေဝလာလိမ့်မယ်။မအေးဟာဒီစကားတန်ကိုကြာတော့တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။အချောင်းကတော့သူမမှာရှိတဲ့ပတ်စံတွေဟာတိတ်မကြံတော့လို့ပါ။ ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့မျှော်လင့်ချက်တွေကအပြည့်အဝရှိနေတော့ပါပဲ။ဘာကြောင့်လဲဆိုတော့တစ်ပင်ကြီးရဲ့ညွန်ကြားတဲ့အတိုင်းသာလှုပ်ဆောင်နိုင်ရင်သူမစူတောင်းထားတဲ့အရာတိုင်းအမေရိကန်ဖြစ်လာလိမ့်မယ်လို့တထစ်ကျယုံကြည်နေခဲ့လို့ပဲဖြစ်ပါတယ်။မအေးဘုံကဟုတ်ကဲ့ရှင်ပြောတဲ့အတိုင်းလှုပ်ပါမယ်။ကျမရွှေငွေနဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုယူလာပြီးပူစော်ပါမယ်။ကျမရဲ့စူတောင်းတွေကိုပြေဝအောင်လုပ်ပေးပါနော်။နောက်တနေ့မနေ့ရောက်လာတော့မအေးပုံဟာသူ့ရဲ့အိမ်ရှိမှအဝတ်တွေလျှော့ဖို့ရင်အလုံးရှုံနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲအိနီးချင်းကရွာသားအချို့ပြောနေတဲ့စကားသံကိုမထင်မပေးချလိုက်ရပါတယ်။ရွာသားတစ်ကောင်။အိုးအစိုးရထီပေါက်တဲ့အကြောင်းပြောရမယ်ဆိုရင်ငါစိတ်ပြတ်တယ်ဟိ။ငါထီလက်မှတ်ကနောက်ဆုံးခဏတစ်လုံးနဲ့မှားသွားတယ်ကွာ။ပြောရရင်ငါတကယ်ကိုစိတ်ထိခိုက်ရတယ်ကွာ။အိုးဘာကနန်ထွက်လို့မင်းအလောက်ဝမ်းနေနေရတာလဲ။ဟာခဏန်းက1 1 2 2 4 2 4ထွက်တာလေ။ငါကနောက်ဆုံးခဏ၄ကိုကိုသွားထိုးတာ။ပြောရရင်အခုထိမတက်တာသေးဘူး။ငါသာပေါက်ရင်သူများတွေလိုပဲ အိမ်လေးတစ်လုံးတော့ရှိနေလောက်ပြီရွာသားတွေစကားပြောနေတဲ့အတန်ကြောင့်မအေးပုံဟာချက်ချင်းဆိုသလိုပျော်ရွှင်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူမအရင်ကထိုးထားခဲ့တဲ့ ठी ကနန်းတွေဟာရွာသားတွေပြောနေတဲ့ ठी စုကြီးရဲ့ကနန်းတွေဖြစ်နေခဲ့လို့ပါပဲအဲဒီလိုအံ့အားသင့်စရာအခြေအနေဖြစ်လာတော့မအေးပုံဟာအယံကိုပျော်ရွှင်ပြီး ठी စုတောင်းဟာတစ်ပင်ကြီးကြောင့်ပဲပြေဝလာတာလို့တတိချယုံကြည်လိုက်တော့တာပေါ့မအေးပုံက"အိုးနောက်ဆုံးတော့တစ်ပင်ကြီးကငါ့ကိုဆုလက်တွေပေးလိုက်ပြီ" မကြခင်ငါကလေးရတော့မှာတေးကြတယ်အခုငါရွှေတွေဝယ်ပြီးတစ်ပင်ကြီးကိုနောက်တစ်ကြိမ်ပူစောလို့ရပြီဒါဆိုရင်ငါကလေးအញ្ញံဆုံးရနိုင်လောက်တယ်မအေးပုတ်ဟာအဲ့ဒီလိုပြောပေးတာနဲ့ထီပောက်လို့ရတဲ့ပတ်စံကိုယူပြီးရွှေဆိုင်သွားကရွှေတဲ့ပစ္စည်းတွေအများကြီးဝယ်လာခဲ့ပါတယ်ဒီရွှေတွေဟာသူ့အတွက်ကံကောင်းခြင်းတွေစတင်ဝင်ရောက်လာတဲ့ပထမဆုံးလက္ခဏာပဲလို့သူကအခိုင်အမာယုံကြည်နေတာပါဒါကြောင့်မအေးပုတ်ဟာစိတ်ထဲကအမြဲတမ်းကြီးလင်းရွှင်လန်းနေခဲ့ပါတယ် ဒီလိုအချိန်နှီးမှာကိုထုံးမြင့်ကလည်းဇနီးတဲ့ရဲ့ပုံမှန်မဟုတ်ပဲစိတ်လှရှားပြီးပျော်ရွှင်နေတာကိုသတိထားမိခဲ့တာပေါ့။ဒါပြင်ပတ်စံနဲ့ရွှေတွေအများကြီးရုတ်တရက်ရှိနေတာကိုတွေ့လိုက်ရတော့ကိုထုံးမြင့်ကတန်တရားတွေအပြင်းနဲ့နေလိုက်ပါတော့တယ်။